ထိုင်းမှာလဲလေဖြစ်လိုက်လို့ရှင်အဆိုင်ကြီးတွေအခုလဲပြီးခဲ့တဲ့14ရက်နေ့တကြံပေါ့လေအဲ့နေ့တုန်းကကိုဝင်ရင့်မာနဲ့အမျိုးသမီးတယောက်ကရေတွတ်ထွက်ကစားတာအဲ့လိုရေကစားရင်းနဲ့ကလေးကမွေးွားရောကလေးမွေးတာကလည်းတ냐အိမ်ဘေးမှာတမွေးရမွေးပြီးတော့အဲ့ကလေးကိုတ냐အိမ်ဘေးမှာရှိရပန်းအိုးတွေကြားထဲမှာထားထားတာထားထားပြီးသူကရေပြင်တော့ဆက်ကစားနေတာဒီကလေးကိုဒီတိုင်းပဲပြစ်ထားတာ အဲ့တင်းကိုအမရင် TV ကနေပြီးတော့မှတင်ထားတာအဲ့တင်းကိုလေကြည့်ကြည့်ချင်းစဉ်းစားနေဒီမိမဘလို့အတွေးနဲ့များလောက်တာလဲလို့ဟိုလိုမျိုးစိတ်မနှံ့နေရလဲမဟုတ်ဘူးကွာဒီတိုင်းလူကောင်းမဲဖြစ်သွားတာကဒီ၁၄ရက်နေ့ကဒွန်မုံဘက်မှာရှိတဲ့လူနေရက်ွက်တစ်ခုမှာဖြစ်သွားတာအတက်၂၈နှစ်အရွယ်ရှိပြီဖြစ်တဲ့ဒီမျိုးသမီးကသူတငယ်ချင်းတွေနဲ့ရေတကစားတာသူကဘိုက်ကြီးနေတယ်အခုတို့ခတ်မှန်းတာတော့တည်င်းနေတည်းမှာပြောတာဘိုက်က9လ8လလောက်တော့ ရှိပြီလို့ပြောတယ်အဲ့လိုရေတော့ကစားနေရင်းနဲ့ည9:46မိနစ်လောက်မှာဒီမျိုးသမီးကသူများအိမ်ဘေးကိုဝင်သွားကွာသူကလေအိမ်ဘေးမှာကားတစ်စီးကလည်းရက်ထားတယ်ပြီးတော့လူတော်လန်းလည်းရှိနေအဲ့လိုဒေါင်းလေးကိုဝင်သွားဝင်သွားပြီးတော့သူကကုန်းကုန်းကွက်ကွက်နဲ့ဘောင်းပြီးကိုချွတ်လိုက်ဝတ်လိုက်ချွတ်လိုက်ဝတ်လိုက်လုံးနေအဲ့ချိန်ကလေးမွေးနေတယ်ဒီမှာအဲ့လိုနဲ့9:54မိနစ်လောက်မှာသူပြန်ထွက်လာခဲ့တယ်ထွက်လာတဲ့အချိန်မှာသူ့ပုံစံကအားပြက်နေတဲ့ပုံစံအားလျော့နေတဲ့ပုံစံကွာရိုင်းတိရိုင်းတိုင်နဲ့ဘိုက်ကိုလည်းပို့ပြီးတော့ထွက်လာခဲ့ ထလာပြီးတော့တူအားရေပြန်တော့ဆက်ကစားနေရ10နာရီ18မိနစ်လောက်မှာဆိုင်ကယ်စီးလာတဲ့အမျိုးသမီးနှစ်ယောက်ကခွတောင်ကဒီအမျိုးသမီးကလေးမွေးဝါတဲ့နေရာမှာဆိုင်ကယ်ကိုတရက်တာအဲ့လိုရက်တဲ့ချိန်ကျမှဒီကလေးလေးကိုတွေ့ရတွေ့တော့ဒီအမျိုးသမီးနှစ်ယောက်ကလည်းလမ်းဖြန့်ပြီးတော့ပတ်ဝန်းကျင်ကလူတွေကိုတခော့ခဲ့ခေါ်လာပြီးတော့တို့ရဲတို့ကယ်ဆယ်ရေးဖွဲ့တို့အဲ့ရတွေကိုအကုန်လမ်းကြောင်ကြာပေါ့အဲ့ချိန်မှာပတ်ဝန်းကျင်ကလူတွေကဒီကလေးမွေးဝါတဲ့အမျိုးသမီးကိုနည်းနည်းမတင်ကအောင်ဖြစ်နေတယ် ဘာဖြစ်လို့လဲဆိုတော့သူ့ခြေထောက်မှာတွေးစင်းနေရတယ်တွေ့နေရတာကွာသူ့အမေရောလဲဘာဖြစ်လို့တွေးစင်းနေလဲမေရောလဲသူကယာဒီလာလို့ပဲပြောတယ်ဒါမင်းကလေးလားဆိုတော့လဲသူမဟုတ်ဘူးလို့ပဲပြောတယ်သူငင်းတာကွာသူကလေးမဟုတ်ဘူးပေါ့အဲ့အန်နဲ့ကယ်ဆယ်ရေးဖွဲ့တွေရောက်လာရဲတွေရောက်လာပြီးတော့ဒီကလေးကိုလာကယ်ဆယ်တာပေါ့လေကလေးကတော့အဲ့မမီလိုက်ဘူးလို့ပြောတယ်ကယ်ဆယ်ရေးတွေလာကယ်နေရဲ့ချိန်မှာဒီခုကလေးမွေးွားတဲ့ကလေးအမေကလေသူက နည်းနည်းခက်လန်းလန်းလေးရနေပြီးတော့မှထိုင်ကြည့်နေအဲ့လိုသူထိုင်ကြည့်နေတာကိုကယ်ဆယ်ရေးအဖွဲ့တွေကလည်းမြင်တော့သူ့ကိုတော်မေးလို့သွားတဲ့ချိန်မှာဒီအမျိုးသမီးချစ်ချင်ထပြီးတော့ထွက်သွားလို့အမေးမခံဘူးကွာဒီရက်ကွက်ထဲရသူတွေရောဒီကယ်ဆယ်ရေးအဖွဲ့တွေရောရဲတွေရောပြီးတော့ဒီမျိုးသမီးရဲ့တငယ်ချင်းတွေရရောအားလုံးဝိုင်းမေးတဲ့အချိန်မှာသူဝင်ခန့်တာပြီးတော့နောက်တစ်ခုရှိတာကသူအဲ့လိုမျိုးကုန်းကုန်းကွက်ကွက်နဲ့သူများအိမ်ဘေးမှာဝင်သွားပြီးတော့ကလေးတမွေးနေတဲ့အချိန်မှာ CCTV ကရိုက်မိတာလားအဲ့လို့ဆိုတော့တက်တေတွေကလည်းအကုန်ရှိနေတော့ဒီမျိုးသမီးကမငင်းနိုင်တော့ဘူးအဲ့အချိန်ကြာမှသူဝင်ခန့်တာလို့ပြီးကြတော့ဒီမျိုးသမီးကအခုခုဓာမျိုးသမီးအိမ်ပြီးမှမွေးတဲ့ကလေးကတုံးယောက်မြောက်လို့ပြောတယ်အဲ့အရှိမှလည်းကလေး၄ယောက်ရှိရသေးရဲ့လို့ပြောတယ်အခုဒီနောက်ဆုံးသမီးအိမ်ပြီးမှမွေးတဲ့ကလေး၁ယောက်ကအဖေကဘယ်သူမှန်းလဲတော့မသိဘူးလို့ပြောတယ် ဘာဖြစ်လဲဆိုတော့ तू အခုလက်ရှိကရီစာလည်းမရှိဘူးယောက်ျားလည်းမရှိဘူးလို့ပြောတယ် तू တငယ်ချင်းတွေကပြန်ပြောပြတာပေါ့နော် तू အရင်မွေးထားတဲ့ကလေးနှစ်ယောက်ကလည်း तू ကိုယ်တိုင်ကျွေးမွေးနေတာမဟုတ်ဘူး तू ရဲ့အမျိုးတွေပြီးကြတော့ तू ရဲ့အရင်ယောက်ျားဟောင်းတွေကကျွေးမွေးတာအခုလက်ရှိကတော့ဒီမျိုးသမီးကိုဆေးရုံတင်နိုင်ရသေးရဲ့ तू ကလေးမွေးတဲ့ချိန်တုန်းကသွေးတွေအရင်ဆင်းသွားတော့ဆေးရုံမှာပို့ပြီးတော့ကုခိုင်းနေရသေးရဲ့ရဲတွေကလည်းဒီမျိုးသမီးကိုတရားဥပဒေအရရေးယူဆောင်ရွက်ဖို့အတွက်လုပ်နေကြပြီသူများရင်များကလေးရချင်လို့လို့မှာ ပတ်စံနေကုန်ကြခံပြီးလုံနေတဲ့အချိန်မှာသူကြတော့လွယ်လိုက်တာမွေးထုတ်ပြီးတော့ဒီအိမ်ထထားပြီးတော့ရေပြန်တော့ဆက်ကစားနေသေးတယ်အလို့ဘလို့အတွေးနဲ့လဲတော့မတီးတော့